အခုနောက်ပိုင်းမှာလူတွေတော်တော်များများကဒီအရာရာကိုဖုန်းပေါ်မှာပဲလှုပ်လာကြတာများတယ်။အဥပမာကျွန်တော်ရုပ်ရှင်ကြည့်တာတို့ Facebook သုံးတာတို့ YouTube ကြည့်တာတို့အဲဒီလိုမျိုးကနေစပြီးတော့ကျွန်တော်ဂိမ်းဆော့တာတို့ဒီအလုပ်အတွက်ကျွန်တော် Word file နဲ့ Excel file တွေရေးတာတို့ကိုအဖုန်းတွေမှာလှုပ်တာများတယ်ပေါ့နော်။ဒါပေမဲ့ဒီဘောရုပ်ရှင်ကြည့်တာလို့ဂိမ်းဆော့တာလို့တော့ကဖုန်းတွေမှာလှုပ်တာအဆင်ပြေရဆိုပေမဲ့ကျွန်တော်တို့ဒီအလုပ်အတွက် Word file တွေတို့ Excel file တွေတို့လုပ်မယ်ဆိုရင်ဖုန်းရဲ့ screen လူလက်သမွားစာ screen တိတိလေးနဲ့က တိတ်ပြီးတော့သုံးရတာအဆင်မပြေဘူးအဲ့တော့ tablet တွေကပို့ပြီးတော့အသုံးဝင်လာတယ်အဲ့တော့ဒီနေ့ video လေးမှာကျွန်တော်အကြိုက်ဆုံး Xiaomi Redmi tablet ၃မျိုးကိုပြောပြပေးမယ်အဲ့တော့ဘယ် tablet တွေပါမလဲဆိုတာကိုကြည့်လိုက်ကြအောင်ရန်ကုန် mobile store အခုကျွန်တော်ပြောမယ့် tablet လေးတွေကတော့စံသသိန်းကျော်လောက်တော့စပြီးတော့ရှိမယ် ဘာမှမပြောခင်မှာဒီ Xiaomi Redmi tablet တွေကိုကြားရတဲ့အချက်က price to performance ကောင်းတယ်ပေါ့နော်။အာ price to performance ကောင်းတယ်ဆိုတာကသူရှိမှသုံးမိထားတဲ့ SoC ကောင်းတာတခုလေးကိုပြောတာမဟုတ်ဘူး။တန်တဲ့ display ဘိုင်းတွေ၊ bass quality ဘိုင်းတွေ၊ speaker တွေဘိုင်းတွေကလည်းပေးရတဲ့ဈေးနဲ့တော်တော်လေးတန်တဲ့အနေအထားမှာရှိတယ်။အဲ့တော့ပထမဆုံးတော့စပြီးတော့ကြည့်လိုက်အောင်ပထမဆုံး tablet ကတော့ Redmi ရဲ့ Pad Pro အာဒီကောင်လေးကိုအဓိကသဘောကျအချက်ကတော့သူ့ရဲ့ screen size အကြီးပေါ့နော်အာဒီ tablet မှာက12.1 inch display size အခက်ကြီးကြီးကိုတုံးထားပေးတယ် အဒီလို display size အကြီးကြီးနဲ့ဆိုတော့ဒီ tablet မှာကျွန်တော်တို့ရုပ်ရှင်တွေပါကြည်တာဂိမ်းတွေပါဆော့တာအနောက်ပြီးတော့ကျွန်တော်တို့အလောက်အတွက် space screen တွေပါခွဲပြီးတော့သုံးမယ်ဆိုတော့တော်တော်လေးမှအရသာရှိတယ်မှာပါတယ်အသုံးပေးထားတဲ့ panel ရာလဲ IPS LCD panel မှာ 120Hz ကိုလည်း support ပေးတယ်အကျန်တဲ့ HDR tablet တို့ Dolby Vision တို့ 68bit color တို့ဒီလိုမျိုးတွေကိုလည်း support ပေးတော့ အဒီတက်ဘလက်ကဒီဈေးတန်းဝင်းကျင်မှာတော်တော်လေးမောက်ကောင်းတဲ့တက်ဘလက်ထဲမှာပါတယ်အဲ့တော့တက်ဘလက်လုံးကို display ကောင်းကောင်းရှာနေတဲ့လူတွေအဲဒါမို့စက်ဝင်ဆိုင်ခက်ကြီးကြီးနဲ့ရုံးအလုပ်လုပ်ဖို့တို့ကျွန်တော်တို့ရုပ်ရှင်တွေကြည့်ဖို့တက်ဘလက်လုံးရှာနေတဲ့လူတွေကတော့အဒီ display နဲ့ဆိုရင်တော်တော်လေးမှအားရပြီးတော့တော်တော်လေးကြိုက်မဲ့ထဲမှာတော့ပါတယ်အဲတုံးပေးထားတဲ့ base quality ကလည်းဒီစန်တသိန်းဝင်းကျင်မှာတော်တော်လေးမှကောင်းတဲ့နေရာမှာပါတယ်အထူးရှိမှာက aluminum uni body ကိုတုံးထားပေးတာဆိုတော့တောင့်တောင့်တင်းတင်းရှိတယ်ပေါ့နော် အဲဒီလိုမျိုးတောင်းတနေနေရှိတဲ့အပြင်မှာသူ့ရဲ့ screen size ခက်ကြီးကြီးရဲ့အာအလေးချိန်ကလည်း951 gram လောက်ဆိုတော့ကျွန်တော်တို့ဒီလက်ထဲမှာပဲကင်ပြီးတော့သုံးမလားဒါမှမဟုတ်ကျွန်တော်တို့ဒီပေါ့နော်ဒီအခုလိုမျိုးခုံပေါ်မှာပဲ stand အနေနဲ့သုံးမလားဒီ tablet ကတောင်းတတင်းတင်းလေးနဲ့တော်တော်လေးအဆင်ပြေတဲ့နေရာမှာပါတယ် speaker ဘိုင်းမှာတော့ tablet ဆိုတဲ့အတိုင်းပဲသူ့ရှိမှာက speaker ၄လုံးပါတယ် tablet ရဲ့အပေါ်ဘက်မှာ speaker နှလုံးနဲ့အောက်ဘက်မှာ speaker နှလုံး အာစုစုပေါင်း၄လုံးပါတယ်ဗောနော်အာစပီကာအတန်ထွက် quality ကတော့ Dolby Atmos ကို support ပေးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် multimedia consumption လောက်တာအတွက်ကတော့တော်တော်လေးမှကောင်းနေတယ်မှာပါတယ်အဲ့တော့ကျွန်တော်အပေါ်မှာပြောခဲ့လို့သူ့ရဲ့ display size ခက်ကြီးကြီးနဲ့ ်အဒီလိုမျိုး speaker တွေเนี่ยဆိုတော့ဒီကောင်ကကျွန်တော်တို့ရုပ်ရှင်တွေပါကြည့်မယ်ဆိုဒီ Tablet ကတော်တော်လေးအရသာရှိရတဲ့မှာပါတယ်ပေါ့เนาะ performance အနေနဲ့သူရှိမှာသုံးပြထားတဲ့ SoC က Snapdragon 7S Gen 2ကိုသုံးထားပြီးရယ်အဒီ SOC performance နဲ့ဆိုကိုကရုံးလုပ်နေဖြစ်တဲ့ကျွန်တော်တို့ Word file တို့ Excel file တို့လုပ်မယ်အဲဒါမှမဟုတ်ကျွန်တော် Zoom meeting မှာတက်မယ်ဆိုရင်လည်းလုံလုံလောက်လောက်တက်လို့ရတယ်ဒါပြင်ကိုက gain တွေပေါ့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 ဆော့မယ်ဆိုရင်လည်းဒီ SOC performance နဲ့ကလုံလောက်တယ် အဲဒါမဲ့ကိုကဒီပေါ့ရုံးလုံးတွေဖြစ်တဲ့ wall file လို့ excel file လို့သုံးမယ်ဆိုရင်ရိုတန်နဲ့ tablet ကိုဒီပေါ့လက်နဲ့သုံးတာနဲ့ဆိုင် keyboard တို့ mouse တို့လိုမျိုး accessory နဲ့တွဲသုံးတာကပို့ပြီးတော့ convenient ဖြစ်တယ်။သုံးရတာပို့ပြီးတော့တွတ်တွတ်လတ်လတ်လေးတော့ပို့ဖြတ်သွားလိမ့်မယ်။အဲဒါကတော့ကျွန်တော်အကြံပေးတာပေါ့နော်နောက်ထပ်သဘောကျတဲ့အချက်ကတော့ဒီ tablet ရဲ့ battery ပိုင်းပေါ့နော်အသူရှိမှာက1000 mAh battery ကိုသုံးထားပြီးတယ် အပြန့်သွင်းဖို့ကိုတော့33ဝက်ကို support ပေးတယ်ဒီ1000 mAh အပေါ်အပြင်မှာသူရှိမှာတုံးထားပေးတဲ့ Snapdragon 7S Gen 3ကလည်းတိတ်ပြီးတော့ power မစားတာဖြစ်တဲ့အကြောင်းကျွန်တော်တို့ဒီ tablet ကတော်တော်လေးမှအားခံနေတဲ့မှာပါတယ်အကိုကရုပ်ရှင်တွေပါကြည့်မယ်ဆိုရင်တော့9နာရီ10နာရီလောက်ထိကိုဇက်တိုက်ကြည့်လို့ရပါဘောနော်အဲ့လိုမှမဟုတ်ဘူးကိုကဒီရုံးလုံးပဲလုံးမယ်ဆိုရင်ဒီ tablet ကတရက်တရက်ခွဲလောက်တော့အပြန့်သွင်းစရာမလိုတဲ့အနေအထားမှာရှိတယ်။နောက်ပြီးတော့ဒီ tablet မှာအခြားသူတွေတော့မသိပေမဲ့ကျွန်တော်အနေနဲ့တော်တော်လေးသဘောကျအချက်ကတော့သူရှိမှာကကျွန်တော်တို့ headphone jack ပါတယ်။ အဲဒီ headphone jack ပါတာကိုဘာလို့သဘောကျလဲဆိုတော့ဥမာကျွန်တော်က double black ကိုအားသွင်းနေနဲ့ငကြက်တက်ပြီးအလုံးလုံးချင်နေဆိုရင်လေဒီ355 mm headphone jack ပါတော့တော်တော်လေးအဆင်ပြေတယ်အဲ့တော့ဒီ Redmi Bud Pro ကကျွန်တော် media streaming လုပ်ဖို့အတွက် double black ကောင်းကောင်းတစ်လုံးရှာနေတယ်အာ software side ကလည်းခက်ကြီးကြီးဖြစ်ကြမယ် video quality ကလည်းကောင်းအောင်မယ်အဲဒါပြင်ဒီပေါ့နော် SOC performance လည်းကောင်းကောင်းကောင်းလေးဖြစ်ပြီးတော့ဒီရုံးလုတ်တွေပါလေဟိုလုတ်ချင်တဲ့လူတွေအတွက် tablet ကောင်းကောင်းလုံးရှာနေရဆိုရင်တော့ ဒီ Redmi Pad Pro လေးကတော်တော်လေးမှစဉ်းစားသင့်တယ်ထင်ပါပါတယ်အဲ့တော့ကျွန်တော်ကြိုက်တဲ့နောက်ထပ် tablet လုံးတွားကြည့်လိုက်အောင်နောက်ထပ်ကျွန်တော်သဘောကျအချက်ကတော့ Xiaomi Pad 7အာဒီ tablet လေးကိုသဘောကျအချက်ကသူ့ရဲ့ body အချိုးစားကြောင်းလို့ပြောရမယ်အသူရှိမှာကကျွန်တော်တို့ iPad mini အချိုးမျိုးချိုးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ tablet လုံးကိုဒီလို download သုံးတာပဲဖြစ်ဖြစ်အဲဒါမှမဟုတ်ကျွန်တော်အလှရလိုက်သုံးတာပဲဖြစ်ဖြစ်တော်တော်လေးမှသုံးလို့ကောင်းတဲ့အထဲမှာပါတယ် display ဘာလဲတော်တော်လေးအဆင်ပြေတော့ပါတော့အသူရှိမှာက11.2 inches ကိုမှ IPS LCD display အဲဒါပြင်နောက်ထပ်ကောင်းတဲ့ချက်ကသူရဲ့ referring က144 hz ကို support ပေးတယ်။နောက်ပြီးတော့သူရှိမှာက 60mp color တို့ Dolby Vision တို့ဒါတွေကိုလည်း support ပေးတယ်။ ဲ display ဘိုင်းမှာနောက်ထပ်သဘောကျတဲ့ချက်ကတော့ကျွန်တော်တို့ဒီမျက်လုံးနဲ့ eye protection အတွက်ကိုကောင်းကောင်းမွန်မွန်ဖြစ်အောင်သူရဲ့ setting ထဲမှာသွားပြီးတော့ချိန်လို့ရတယ်။နောက်ပြီးတော့ကိုကဒီ tablet ကိုကျွန်တော်တို့ဒီပေါ့နော် video editing တွေအတွက်ပါသုံးမယ်ဆိုရင်လည်းအဲသုံးလို့ရအောင် color ကိုကျွန်တော်မှန်အောင်သူရှိမှာ color ကို original color pro လိုမျိုး feature တွေရတယ်ဒီ tablet display မှာပါတာဆိုတော့ဒီလိုမျိုးကျွန်တော်တို့ color မှန်တဲ့ feature လေးပါတာဆိုတော့ကျွန်တော်တို့ content creator တွေပေါ့နော် video editing တို့ photo editing တို့လုပ်တဲ့လူတွေအတွက်ကတော့ အဲဒီ tablet ရဲ့ display ကတော်တော်လေးအဆင်ပြေတယ်ထဲမှာပါတယ်။နောက်ပြီးတော့ base quality ဘန်းကိုသွားမယ်ဆိုရင်သူ့ရဲ့ဈေးနှုန်းနဲ့ဆိုရင်တော်တော်လေးမှ base quality ကတောင့်တောင့်တင်းတင်းလေးနဲ့လက်ထဲမှာကင်ရတာအကျန်းခံမယ်ဆိုတဲ့ဘက်ကိုသွားတယ်။ အဲသူရှိမှာကအလူမီနီယံယူနီဘော်ဒီကိုတုံးထားပြီးတာဆိုတော့တော်တော်လေးလည်းတကယ်အကျန်းခံတယ်ပေါ့နော်။နောက်ပြီးတော့ဒီ tablet က100ကင်မဲ့ဆိုလဲကောင်းကောင်းမွန်မွန်ကင်လို့ရတယ်။လက်ထဲမှာပေါ့ပေါ့ပါပါလေးနဲ့အပြင်နေပါတယ်တဲသွားမယ်ဆိုလဲတော်တော်လေးမှအဆင်ပြေတဲ့မှာပါတယ်။ speaker ဘိုင်းကတော့ကျွန်တော်တို့ tablet လုံးဖြစ်တဲ့တောင်သူရှိမှာ speaker လေးလုံးပါတယ်။ဒါအပြင်ကျွန်တော်တို့ Dolby Atmos ကိုလည်း support ပေးတာဆိုတော့ကျွန်တော်တို့ multimedia consumption ကောင်းကောင်းမွန်လုပ်မယ်ဆိုရင်လဲဒီ speaker နဲ့ကလုံလောက်ထက်ထဲမှာပါတယ်။ကျွန်တော် performance band ကိုတွားကြည့်လိုက်မယ်ဆိုရင်တော့သူရှိမှာက Snapdragon 7 Plus Gen 3ကိုတုံးထားပြီးတာဆိုတော့ကိုက ရိုးတနန်းမာတီမီဒီယာကွန်ဆန်ရှင်လောက်တာတက်ပလက်ပလုံးမှာကျွန်တော်တို့ YouTube ကြည့်တာ Facebook သုံးတာအပြင်မှာကျွန်တော်ဂိမ်းတွေပါဆော့မယ်ဆိုရင်လည်းကျွန်တော်တို့ graphic အရင်မြင်တဲ့ဂိမ်းတွေကိုတော့ကျွန်တော်တို့ median setting လောက်မှာဆော့မယ်ဆိုရင်တော့ကောင်းကောင်းမွန်မွန်အဆင်ပြေပြေနဲ့ဆော့လို့ရတယ်။ဒါပြင်ရုံးလုံးတွေလောက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ online class ပေါ့နော်ဒီလိုမျိုးတက်တာပဲဖြစ်ဖြစ်ကလည်းဒီ SOC performance တွေက တော်တော်လေးအဆင်ပြေတယ်။နောက်ပြီးတော့ဒီ tablet မှာသဘောကျတဲ့ချက်ကကျွန်တော်တို့ပေါ့နော်မိတ်ဆွေပါကကွန်ပျူတာတစ်လုံးရှိတယ်ဆိုရင်လည်းကျွန်တော် second screen အနေနဲ့ဒီ tablet ကိုတုံးလို့ရတယ်အဲ့တော့ second screen display ကောင်းကောင်းတစ်လုံးရှာနေတဲ့လူတွေအတွက်ကလည်းဒီ tablet ကရွေးချယ်တင်တဲ့နေရာမှာပါတယ်။ battery power ကိုကြည့်လိုက်မယ်ဆိုရင်တော့ဒီ tablet မှာက1800 mAh ကိုမှအပြန့်သွင်းမှုကို 45W fast charging ကို support ပေးတယ်။အဲကျွန်တော် twin ကြီးရတော့0 to 100ကိုတစ်နာရီ20ဆိုတော့ အရင်ကြီးလဲမြန်နေတဲ့မှာမပါဘူးအဲဒါပေမဲ့အရင်ကြီးလဲကြာနေတာတော့မဟုတ်ဘူးဒီ1850 mAh ကိုတနိုင်20လောက်ဆိုတော့မစိုးဘူးအဆင်ပြေဆိုတဲ့အနေထားမှာတော့ရှိတယ် မေဆွေရပေါ့နော်ဒီတက်ပလက်မှာကျွန်တော်တို့ဒီယုံလုံးတွေလောက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရုပ်ရှင်နေတာကြည့်တာပဲဖြစ်ဖြစ်တရက်ခွဲလောက်တော့ဒီတက်ပလက်ကအားပြန်သွင်းစရာမလိုဘူးဆိုတဲ့အနေအထားမှာရှိတယ်ကင်မရာဘိုင်းကိုသွားကြည့်လိုက်မယ်ဆိုရင်တော့သူရှိမှာက13 megapixel main camera တစ်လုံးနဲ့ selfie camera ကတော့8 megapixel ကိုသုံးထားပေးတယ်အာတက်ပလက်လုံးဖြစ်တဲ့တောင်ကင်မရာကတော့တိတ်ပြီးတော့မျောလင်းလို့တော့မရဘူး။အာမိတ်ဆွေကကျွန်တော်တို့ဒီ document တွေ scan ဖြတ်တာပဲဖြစ်ဖြစ်ရိုတန်းတန်းကျွန်တော်တို့ office use သုံးတာပဲဖြစ်ဖြစ်ကျွန်တော် zoom meeting တွေတက်တာပဲဖြစ်ဖြစ်ဒီ tablet ရဲ့ video quality နဲ့ကတော့လုံလောက်တဲ့အထက်မှာပါတယ်။ အဲ့တော့ဒီ tablet ကကျွန်တော်တို့ဒီ15သိန်းဝန်းကျင်မှာကျွန်တော်တို့ multimedia consumption ခက်ကောင်းကောင်းလုပ်ချင်တယ်။အဲဒါပြင် video editing နည်းနည်းပါးပါးနဲ့ကျွန်တော်တို့ရုံးသုံးတွက် second display တလုံးကောင်းကောင်းလိုချင်တဲ့လူတက်ကတော့ဒီ Xiaomi 7ကိုတော့ကောင်းကောင်းလေး recommend ပေးလို့ရတယ်ထဲမှာပါတယ်။ နောက်ထပ်တစ်လုံးကတော့မိတ်ဆွေကဒီပေါ့နော်အရှိရပြောခဲ့တဲ့ Xiaomi Pad 7ကိုလည်းကြိုက်တယ်ဈေးကလည်းနည်းနည်းလေးပိုသုံးနိုင်တယ်ဆိုရင်တော့ကျွန်တော်30ဝင်ချင်ပါက Redmi ရဲ့ Pad 7 Pro ရှိတယ်အဲဒီ Redmi Pad 7 Pro က Redmi Pad 7နဲ့နေရာတော်တော်များများမှာတူတယ်ဆိုပေမဲ့အချို့နေရာတွေမှာတော်တော်လေးမှအားသာတယ်ထဲမှာပါတယ်၄5သိန်းလောက်သုံးလိုက်တာနဲ့ပို့ပြီးတော့အားသာတဲ့ချက်တွေရှိတယ်ပေါ့နော်ဘလိုနေရာမျိုးတွေမှာလဲဆိုဥမာသူရှိမှာသုံးထားပြီးတဲ့ display panel ရအတူတူပဲဆိုပေမဲ့ဒီ panel ပေါ်မှာရှိတဲ့မှန်မာကကျွန်တော်တို့ anti reflective coating လိုမျိုး feature တွေပါတာဆိုတော့ကျွန်တော်တို့ဒီ D tablet ကိုကြည့်ရတဲ့ visual experience ကတော်တော်လေးမှပိုပြီးတော့ကောင်းသွားတယ်။ ASUS ကလည်းရှေ့ကပြောခဲ့တယ် Xiaomi Pad 7 Plus နဲ့စာရင်ပိုပြီးတော့ကောင်းတယ်ပေါ့နော်။သူရှိမှာက Snapdragon 8 Gen 3ကိုတုံးထားပြီးတာဆိုတော့ Mesh ရဲ့ D tablet မှာ Yoda နဲ့ Office Suite တွေတုံးတာအပြင်မှာကျွန်တော်တို့ game ကိုပေါ့နော် graphic intensive အရင်များတဲ့ game တွေကိုစော့မယ်ဆိုရင်လည်းအမြင်သုံးဆက်တင်မှာထားပြီးတော့ D tablet မှာစော့လို့ရဆိုတော့ performance လည်းပို့ပြီးတော့ကောင်းတယ် battery bank ကိုသွားကြည့်လိုက်မယ်ဆိုရင်လည်းဒီ tablet ကအရှိကပြောခဲ့တဲ့ Xiaomi Pad 7ထက်စာရင်ပို့ပြီးတော့ကောင်းတယ်သူရှိမှာက1850 mAh ကိုအတူတူသုံးထားပေးတာဆိုပေမဲ့ fast charging က67 watt ဖြစ်သွားတာဆိုတော့0 to 100ကိုကျွန်တော်45မိနစ်တွင်ပြည့်တယ်အဲဒါလေးကတော့တော်တော်လေးအားရတဲ့အချက်မှာကားရပါတော့။ကင်မရာဘိုင်းကိုသွားကြည့်လိုက်မယ်ဆိုရင်လည်းဒီ tablet က Xiaomi Pad 7နဲ့ဆိုင်ပို့ပြီးတော့ကောင်းတယ်။အဲသူ့ရဲ့ကင်မရာစပက်ကိုပြောရမယ်ဆိုရင်တော့ဖိဖိဘက်ကပဲ main camera နဲ့ဒူးမိကပဲ micro camera ကိုထည့်ထားပေးတယ်။ selfie camera ကတော့32 megapixel ဆိုတော့ကိုကဒီတက်ပတ်လုံးမှာကျွန်တော်တို့ you တန်းတန်းပေါ့နော်ဒီ zoom meeting တွေတက်တာလို့ document တွေ scan ဖတ်တာလို့ရစာရင်ကျွန်တော်အနှတ်တက်ပုံတွေပါရိုက်မယ် product photo တွေပါရိုက်မယ်ဆိုရင်လည်းဒီ camera setup နဲ့ကကောင်းကောင်းမွန်မွန်လုံလုံလောက်လောက်လေးကိုရှိတယ်ပေါ့နော်အဲ့တော့ဒီ tablet ကိုဘယ်လိုလို recommend ပြီးလဲဆိုတော့ကိုက Xiaomi Pad 7ကိုလည်းကြိုက်တယ် ဲဒါပြင်ကိုကဈေးလဲပို့သုံးနိုင်တယ် Xiaomi Pad 7ထက်ပိုကောင်းတဲ့ display ပိုကောင်းတဲ့ SoC ပိုကောင်းတဲ့ camera setup နဲ့ပိုကောင်းတဲ့ battery ဘိုင်းကိုလိုချင်တဲ့လူတွေကတော့ဒီ Xiaomi Pad 7 Pro လေးကို recommend ပေးရလို့ပြောရနေပဲအားလုံးကျေးဇူးတင်တယ်ကျွန်တော်ခန့်ပါ Yangon Mobile Store